ရုရှားသမ္မတဗလာဒီမာပူတင်၏ယင်အတွင်းမှစိတ်ခမ်းအော်ရာစနတ်လီမွန်ဇင်ဒီဒီမော်စကိုမြို့ FSB ယုံကျုပ်အစ်စ်တွင်ပောက်ကွယ်မှုဖြစ်ခဲ့သည်ဒီအဖြစ်ပြက်ဟာရုရှားနိုင်ငံရဲ့အင်အားကြီးလုံခြုံရေးအေဂျင်စီအနီးလူရန်ကာမှာဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည် မြန်မာတပ်တွေအများကြီးပြောကြချက်အရမီဒီအင်ဂျင်အတွင်းမှဆက်တင်လောင်ကျွမ်းခဲ့ပြီးကားအတွင်းနဲ့လင်းမြန်စွာပြန့်နှံ့တော့ခဲ့ကြောင်းသိရသည်။မီးလောင်နေသည့်မော်တော်ကားဗီဒီယိုများလူမှုကွန်ရက်တွင်ပြန့်နှံ့ခဲ့သည်။မီးခိုးများထူထပ်စွာတက်လာပြီးကားရှိပိုင်းပျက်စီးသွားကြောင်းသိရသည်။အနီးနားစီအလို့သမားများရေပေါ်မီးငိမ့်တန်ရန်အလင်းများရောက်ရှိလာခဲ့ကြသည်။ထိခိုက်နေရရသူမရှိတော့လဲပောက်ကွဲမှုပြပေါ်ရသည့်ကြောင်းရင်းကိုမသိရသေးပေ။ထိုအချိန်တွင်ယင်အတွင်း၌မီးတို့တူတူတယောက်များရှိမရှိကိုတာဝန်ရှိသူများကအတိမပြုနိုင်ပေပေ။ ပောက်ကွယ်မှုကြောင့်ပူတင်ကိုလှုပ်ကြရန်ကြိုးပမ်းမှုဟုကိုလာဟလများထွက်ပေါ်ခဲ့တော့လဲယင်းပြောကြားချက်ကိုထောက်ခံတဲ့အထောက်အထားမရှိသေးပေ။ထို့ကြောင့်လည်းပောက်ကွယ်မှုပြပခဲ့သည့်မော်စကိုရီယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ပြင်းထန်စွာစစ်ခဏအချင်းဖြစ်သည်။ပြည်ပခန့်နှင့်ပတ်သက်၍အမေရိကန်ကျော်တော်နောက်ခံပြုစစ်ဆန်ညီညာမှုများလည်းလူဝဆွာကျင်းပလျက်ရှိသည်။ပောက်ကွယ်မှုသည် FSB အနည်းတွင်ပြပခဲ့ခြင်းဖြစ်ပြီးပြမထားတိုက်ခတ်မှုဟုထင်ကြေးပေးသူများလည်း ပေါ်ပေါ်လာခဲ့သည်အသက်82နှစ်အရွယ်ပူတင်သည်လုံခြုံရေးတင်းကျပ်ချနှင့်တော်လာရေးအတွက်တန်ကြကကားများဖြင့်လူသိများသည်၎င်းသည်ရခိုင်ကမြောက်ကိုရီးယားခေါင်းဆောင်ကင်ကွန်ဦးအပါဝင်ကမ္ဘာခေါင်းဆောင်များကိုအဆိုပါစင်ကန်ကားများကိုလက်ဆောင်ပေးခဲ့ပူသည် ယူကရိန်းသမ္မတဇယ်လင်စကီကရရတင်းတင်းကြာကြာထုတ်ပြီးရပ်ပိုင်းအတွင်းဆိုပါဖြစ်ပြဖြစ်ပွားခဲ့ခြင်းဖြစ်သည်ရုရှားသည်ကြီးမားသောဆွေးမှုတစ်ခုကိုကြုံတွေ့ရမည်ဖြစ်ပြီးပူတင်သည်မကြမီတေတော့မည်ဖြစ်ကြောင်းရကောင်းကခံမှန်းခဲ့သည်မော်စကိုကိုဆက်လက်ဖိအားပေးဖို့အမေရိကန်ပြည်ထောင်စုကိုအခိုင်အမာတိုက်တွန်းခဲ့သည်အကယ်၍၎င်းတို့လှုပ်ချရန်ကြိုးပမ်းမှုသာဖြစ်ပါကတင်းမာမှုများပုံမရှိထွက်လာမည်ဖြစ်သည်သို့သောဤသီအိုရီကိုတရားဝင်တက်တည်ပြပြနိုင်ခြင်းမရှိသေးပေရုရှားဆွေးရသည့်ဂျင်းကိစ္စနှင့်ပတ်သက်၍နှုတ်ဆက်နေပြီး 不建议龙舟鱼的八个月，龙舟鱼所有木咩嘞？他不要加开的。